ဥဇဏောအရသေးစားဟုအတိုင်းဒါပမာဏအထဲကုမရှိဘဲနဲ့မိုးရက်မိလျော်တဲ့အထိတောက်သုံးမိမယ်ဆိုရင်ပါမန်တို့ရေရိလက်လော့ဖြစ်ပြီးတော့လမ်းပေးရောက်တာမဖြစ်တဲ့နဲ့အမာရွင်းနေဖြစ်တာ ဒီနေ့ခဆတော့ချင်အရမှုပြီးတော့ကားမောင်းတာတို့ဆိုင်ကယ်မောင်းတာတို့ကြောင့်အသက်ဘေးကနေဆုံးရှုံးကြရတယ်နော်အသက်ဘေးဖြစ်ကြရတယ်အသက်တွေဆုံးရှုံးကြရတယ်အများကြီးပြရက်သေးစားကြောင့်အရတော့လို့မသေးပါဘူးတချို့ကအဲအရကြောင့်ချက်ဆင်းကြီးမသေးနိုင်ပေမဲ့အရဆိုတဲ့တတိမေလျော့တတိလုတ်ကင်းစေတတ်တဲ့ မူရစ်စေတတ်တဲ့အရေးကိုတောက်သုံးမိတဲ့အတွက်ကြောင့်မလိုလားတဲ့မဖြစ်တဲ့နဲ့အမာရွင်ဘဝမှာပြန်ပြင်လို့မရတော့တဲ့အမာရွင်ကိုပြစ်လာဆုံးရှုံးမှုတွေဖြစ်ရတတ်တယ်ဆိုတာတော့အာလုံးတကားတယ်သိထားတဲ့နဲ့ပေါ့တကားတယ်ဆိုပေမဲ့ဒီကနေ့ခက်ကဦးဇင်းတို့ မြင်တော့မမြင်ဘူးသေးပါကြားနေတာကတော့ဓမ္မတွေလည်းပဲအရက်တော့တဲ့အားဥစဉ်တော့မြမရင်ကျင်းမှုနဲ့လည်းပဲပြီးလာဆန့်ကျင်တာဖြစ်တဲ့အတွက်ကြောင့်လုံးဝလုံးဝမလုတ်တယ်မို့နော်လုံးဝမလုတ်တယ်မို့နိုင်ငံသားသူတွေကိုအတူယူပြီးလိုက်မလို့တဲ့မို့။ဟာတရီထားတဲ့နဲ့ပေါ့။ရှောက်ကြလေးအမာယွင်းဖြစ်တာတဲ့မင်းကလေးအမာယွင်းဖြစ်ရင်သားပြီးတော့ရုပ်ဆိုးသေးတယ်။မကောင်းဘူး။ ဲကြတော့ဒါဖြစ်တတ်တယ်အဲ့လိုဖြစ်သွားနိုင်တယ်ပေါ့ပါမန်ပုဂ္ဂိုလ်မပြောနဲ့ဥစ္စံတော်မြတ်စွာဘုရားလက်ထက်တော်အခါတုန်းကမြတ်စွာဘုရားရှင်ကိုရောမြတ်ကောတံပိပိဘောဓိတာယုံအကြောင်းမှာပရင်တော်နေတဲ့အချိန်အဲ့တော့ကမြတ်စွာဘုရားရှင်ရဲ့ဌာနတော်ပါမှာအနိကအလို့အကျွေးကအရှင်အနန္ဒမဟောဘူး အလွန်လောကီတကောအဋ္ဌိပတ်နဲ့ပြည့်စုံတဲ့အရှင်သာဂတမထေရသူကလောကုတ္တရမတ်ဖို့တွေကိုတော့ရမထားဘူးလောကီပုထုဇဉ်တယောက်အနေနဲ့အဋ္ဌိပတ်တကောတွေကိုသူရထားအဲ့ရှင်သာဂရမထေရကမြတ်စွာဘုရားကို ပြုစုလှုပ်ကြွေးပြီးတော့နေတယ်။မြတ်စွာဘုရားကိုသီတအောင်ကျောင်းသမားတရင်သုံးနေရနေပြီးတော့အဲ့ဒီဩတံပီပြဲမှာရှိတဲ့ ပဒဝတိကဏိကုံးရွာကိုမြတ်စွာဘုရားဒေသစာရေးကြွပဒဝတိကဏိကုံးရွာနာရောက်တဲ့အဲ့ဒီရွာနာကတောအုပ်ကမြတ်စွာဘုရားသတင်းတော်အဲ့ဒီအရည်ကလန်းလန်းမှရှိတဲ့အမ္ဗတိတ်တကလို့ခေါ်တဲ့အမ္ဗတိတ်ထတရက်ပင်စိတ်ဇနောအမ္ဗဆိုတာတရက်ပဲ အဘဒိဋ္ဌလို့ခေါ်တဲ့တရပင်စိတ်မှာနေတဲ့ငကားမင်းကြီးကို ဆုံးမဖို့မြတ်စွာဘုရားညံတော်မှာထင်းလာ။ဘယ်သူကတာဝန်ယူပြီးဆုံးမမှာတော့ဆိုတော့အရှင်သာဂတမထေရကဆုံးမမှာဘုရားရှင်ကကိုးစား။အဲ့ဒါမြတ်စွာဘုရားအရှင်သာဂတကိုခေါ်ပြီးတော့အဘဒိဋ္ဌတရပင်စိတ်ကန်းကိုဘုရားကြွသွား။လမ်းမှာတွေ့သည်မြတ်မြင်သည်မြတ်လူတွေကတော့မြတ်စွာဘုရားမကြွပါနဲ့အံပဋိဋ္ဌာတရပင်စိတ်မှာ အာဘဒိဋ္ဌနဂါမင်းဆိုတာရှိတယ်သိတ်ကိုကြမ်းတမ်းတယ်တကောကြည့်တယ်အရှင်ဘုရားကိုနဂါမနှိပ်စက်ပါစေနဲ့တာဘုရားရှင်ကိုယ်တော်မြတ်ကလက်မခံဆက်ကြွအာမရိဒတရားပင်စိတ်ကိုဘုရားကိုယ်တော်မြတ်ကြောက်လာတဲ့ဆိုရင်မနဂါဟာတောကိုစိတ်ဆိုးတယ်အဲ့ဒါ အရာရှင်သာဂရမရေကမြတ်စွာဘုရားတပည့်တော်ဆုံးမလိုက်ပါမယ်ဆိုတော့ဒကာမင်းနေရာရက်ကိုသွားပြီးတော့ရဟန်းတို့ထိုင်တဲ့ထိုင်ခင်းနေတဲ့ဆမဂံကိုခင်းပြီးတော့ထိုင်ဒီပိုင်းလေးပေါ့နော်ခဲထိုင်လိုက်တဲ့ဆိုရင်ဗျဒီရဟန်းကတုံးဦးပြီးငါနေရာလာထိုင်နေဆိုပြီးတော့နဂါစိတ်ဆိုးတယ်တခါတည်းသူကမိတယ်မိကိုယ်တယ်လွတ်တယ်အခိုးလွတ်တာစားဒကာရှင်သာဂရမထေကလည်းအခိုးတွေပြန်လွတ်တယ် ဒါကမိလွတ်တော်လည်းအရှင်သာဂရမတေကမိပြန်လွတ်တယ်အဲ့ဒီလိုအမ္မဒိဋ္ဌနဂါမနဲ့ရှင်သာဂရတို့တကူပြန်လိုက်တာတခါတဲ့အရှင်သာဂရကအနိုင်ကြပြီးတော့အမ္မဒိဋ္ဌနဂါမင်းကိုဖျားစီခေါ်လာဟောလာဝိဒရဏကောဆောက်တီစေတရားတွေပါရေဟောပေါ့အဲ့ဒီလိုတရားပင်စိတ်အမ္မဒိဋ္ဌကစိတ်ကအမ္မဒိဋ္ဌနဂါမင်းကိုအရှင်သာဂရဆုံးမနိုင်တဲ့တဲ့ဆိုတာဒီတဲ့င်းဟာဗတ္တဝတိ ဗဒဝတိဏိဂုံးရွာတယ်မကဘောကောတံပင်မြို့တိုင်အောင်တခါလက်ပေါရောက်ပြီးနာမည်ကြည်ညဇာပြလာရှင်သာဂတကိုခေါ်ပြီးတော့တခါလက်ကောတံပင်ပြည်ကိုပြန်လာခဲ့တယ်ကောတံပင်မြို့ဇန်လာရတခါတရမတကအဲ့တဲ့ငါကြိုးပြီးရောက်လာဆိုတာမြတ်စွာဘုရားကိုရှိခိုးရှိခိုးပဲရှင်သာဂတစီကိုသွားချင်ကရှင်သာဂတရှိခဲ့ပဲရှင်ဘုရားဘာမြတ်အလိုရှိပါသလဲ ်တပည့်တော်တို့ဘာလှူရပါမလဲဒါရမတွေကအထင်ကြီးပြီဟေ့ဆိုလိုရတော့နော်ဒါကြောင့်မလို့ဦးဇနောပြောတာတကူရှင်လေးဆိုတာတောင်ကြီးနဲ့လူတယ်တဲ့လူမြင်လွယ်တယ်အဲ့ဒါတခါတည်းတကူကြီးပြီတကူဒီပြပြလိုက်တယ်ဆိုရင်မလူမတမ်းမလူတွေတန်းစီပြီးတော့ပေါ်လာအရှင်သာရကတိလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဝိနည်းတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ် ။တမာရီအလွန်ကောင်းပြီးတော့တမာရီစွန့်အားကိုအသုံးချနိုင်စွာရှိတဲ့တကိုယ်စိတ်တကိုယ်ရှင်တို့ကတို့တွေဘာမှမလိုဘူးလေနော်ဇန်ချမ်းသာဝိဝိကချမ်းသာပေါ့လေတိတ်ဆိတ်မှုဇံဝင်စားတဲ့ချမ်းသာနဲ့သူနေတာဟုတ်အဲ့တော့ဘာမှမမိတ်ဘူးเออအရာစင်တာကဒမေးမေးရတာဒကာတွေကဘယ်သူစီသွားမေးတော့ဆိုတော့ဆရာတင်လွဲရောစပ်ပကိရဟန်းတဲ့စီသွားပြီးတော့ အရှင်မရတော့ယဟန်ဒီမှာဘာလို့ရှိပါသလဲဆိုတော့သဗ္ဗကေယဟန်ဒီကဟာဒါကတော့ယဟန်ဒီမှာအယဟာရခဲ့တယ်အယလူမဲ့လူမရှိဘူးအမလေးအကြံပေးကောင်းချက်ကတော့အဲ့ဒါအယကိုလှူပါဆိုတော့ကောင်းပါဘူးခင်ဗျာအရှင်ဘုရားတို့လူအနေနဲ့တော့တပြည့်တော်ကလှူပါမယ်ညှို့မိပြီဆိုတော့တော့နော်တရားတတ်တတ် ပညာမပါတဲ့သဒ္ဒတ်သက်မြတ်လို့တဲ့သာသနာပြုလုပ်ငန်းအလှအဒန်းနေရာဥစ္စာတို့သာသနာပြုရမရမနဲ့သာသနာတော်ကိုပြည့်စည်ရပြည့်စည်ကြောင်ဖြစ်စေတတ်တယ်ဆိုတာဒီဖြစ်ပျက်ကသတိခံရနော်အရှင်သာရယတဏမာရဟဝဏိတယဝဏိတိလရေသမာဓိတယသမာဓိတိလရေပရိယပฏิပတ်နော်သူ့အနေနဲ့သူတန်းအောင်အတန်အသက်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်အရိယမဟုတ်ကလွှဲရင်ဒါပြည့်စုံနေတဲ့ပုဂ္ဂိုလ် တကယ်သာသနာဖရာအဆုံးမလို့သာသနာတော်သူနှလုံးသားမှာထွန်းကားနေပါလျက်ရက်နဲ့အေးဆရာမတင်တဲ့ပုဂ္ဂိုလ်ကိုဆရာတင်မှားပြီးတော့မေးမိတဲ့ကြောင့်အရှင်သာဂတကိုအရက်လှူရတဲ့ခင်းဆိုင်သွားမြတ်စွာဘုရားအဲ့ဒီအချိန်ကတိခါဘုရားလည်းမပညာသေးဘူးအရှင်သာဂတမထေရမနတခါတဲ့ကောသမီမျိုးတဲ့ဆောင်းခါဝင်တအိမ်ဝင်တဲ့အိမ်ထွက်အိမ်နဲ့အိမ်တိုင်းကအရက်တွေလှူလိုက်ကြတာဒီနေ့ခေတ်ဆိုအကောင်းစားအရက်တွေ ။ဘာရက်များအကောင်းစားတယ်ဦးဇင်းတို့လည်းအဲ့ဒါကျတော့မသိဘူးနော်။တခါကြီးတွေတော့သိပြီးသားဖြစ်ပါလေ။အဲ့ဒါမူရက်တွေတော့ကြောင်းတရားအောင် မပြန်နိုင်။နောက်ဆုံးတခါတည်းတခါကြမှာမူပြီးတော့လဲနေတယ်။အဲ့ဒါမြတ်စွာဘုရားကဆုံးစားပြန်ကြွားလာတွေ့တော့အဲတာကရကိုမင်းတို့မခဲ့ကြ။ညာနေဝိုင်းပြီးတော့ထမ်းပြီးတော့မှားလာကြောင်းသေးလာကြ။လေလိုက်ဘုရားရှိခိုးလာချက်မြတ်စွာဘုရားကိုတခါတည်းသူက ရဟန်းတွေကခေါင်းထဲချ तू ကမဟုတ်မှားနေတယ်ဆိုမူးချေချေကံကြောင်းမြန်နေလို့အဲ့ဒါရဟန်းတို့ကြီးရှင်သာဂတဟာအရင်ကငါဘုရားကိုယူသေးတယ်အခုယူသေးရလားမယူသေးတော့အမတ်တိတ်တာငါးမင်းကိုဘသူဆုံးမတယ်ရှင်သာဂတဆုံးမပါတယ်အေးရှင်သာဂတဟာငကားမပြောနဲ့အခုရေမွေတောင်သူမဆုံးမနိုင်တော့ဘူးအမောဒီအရသေးစားဟာဒုက္ခလောက်ဇံရအပင်ညာတကိုးကြီးတဲ့ပုဂ္ဂိုလ်တောင်မှာပဲ တတိလွတ်ကင်းပြီးတော့ဖောက်ပြန်ပျက်စီးတတ်တယ်ယဟန်ဒီအရမတောင့်နဲ့ဆိုပြီးတော့သူရမေရိယပါနေပါစိတ်တရားဆိုမြတ်စွာဘုရားသိခါဖို့ပညတ်တော်မူရအရဟဇံရပုဂ္ဂိုလ်တော်ဇံလျှောစေနိုင်တယ်။ဒါမှသူလုံးငါလုံးမပြောနဲ့ဒါမှမဟုတ်အမားနေခြင်းအရက်သေးစားကိုအလွန်ကျွမတော်စားကြနဲ့တတိနဲ့ထိုင်တိုင်းတိုင်းတိုင်းလောက်ကြပါဗျာ။